မောက်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုကြောင့်ဗိုလ်မှူးနယ်ဗိုလ်ကြီးများပါဝင်ထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရပါသည်။တရင်တိုင်းတိုင်းကိုတောင်းခရိုင်ခမောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာဗိုလ်မှူးဗိုလ်ကြီးတို့အပါအဝင်စစ်သား20ဦးကျော်ဒေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းကိုတောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နယ်ပြန်ကြားတာဝန်ခံကပြောပါသည်။နိုဘာ2ရက်နေ့မွန်းတက်7:50မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်အခြေစိုက်တပ်နယ်မှာအင်အား80ခန့်ဖြင့်၄ရွာနဲ့ထူးဆုံးဖြက်လန်းသူဝင်ရောက်လာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကအသင့်ဆောက်ကြိုးမိုင်းဆွဲပစ်ခတ်တိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တပ်ပွဲ၃နိုင်ကျော်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတပ်ပွဲတွင်အကြမ်းဖက်စစ်တပ်ကဗိုလ်မှူးတဦးဗိုလ်ကြီးတဦးနဲ့တပ်ချက်ကြီးတဦးပါဝင်၈ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးခဲ့သည်ကိုတော်လှန်ရေးဘော်များမျက်မြင်တွေ့ရှိခဲ့ကြောင်းထို့ပြင်ရင်းတပ်ပွဲတွင်တေဆုံးသွားသောစစ်သားအလောင်း၁၈လောင်းကို လေးပါစာတင်ကြောင်းအနီး၌မိရှုထားခဲ့ကြောင်းသိရှိရပါသည်။မျက်မြင်ကတော့ဗိုလ်မှူးတူနဲ့တုံးပွင့်ဗိုလ်ကြီးတူပြီးတော့တက်တက်ကြီးတူပါဝင်ရှစ်ဦးကြတာတော့မျက်မြင်ပေါ့။အလောင်း၁၈လောင်းမိရှုထားတာလည်းခိုင်မာတဲ့သတင်းရင်းသစ်ကရရှိထားတာပါ။သူတို့အလောင်းတွေကိုသူတို့ကိုယ်တိုင်မိရှုသွားတာပြီးတော့ခမောင်ကြီးတက်နယ်ထဲမှာအရာရှိ၃ဦးနာရီခါနာလုပ်တယ်လို့သတင်းရရှိထားပါတယ်ဟုကော်တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်။ထို့ပြင် အကြမ်းဖက်စစ်သား၂၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေပြက်လက်ပြက်ဒဏ်ရာပြင်းထန်ရကစစ်သားရှိဦးကိုထိုင်းနိုင်ငံရေနောက်ဆေးရုံ၌ဆေးကုသနေကြောင်းကြံရှိသောဒဏ်ရာစစ်သားများကို ကော်တောင်းပြူဆေးရုံနဲ့စစ်တပ်ဆေးရုံတို့တွင်ဆေးကုသနေကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုကော်တောင်းခရိုင်မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်သော KNLA ဗိုလ်ချုပ်များအထူးတရင် ကော်တောင်းမြို့နယ်ပါကာဖာနဲ့ဗိုလ်ပြင်းမြို့နယ်ပါကာဖာတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရဲတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ပြီးတအူးမှာမစွန့်ရရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ကော်တောင်းခရိုင်တွင်စီရဲ့အရှင်နှင့်လာနိုင်သောကြောင့်ပြည်သူများအနေဖြင့်တော်လှန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍စီရဲ့အသည့်စီရဲ့သတိအမြဲရှိကြရန်ကော်တောင်းခရိုင်ပြည်သူ့ကာကွယ်အဖွဲ့တင်းနဲ့ပြန်ကြိုက်ဌာနကနှိုးဆော်ထားကြောင်းသိရှိရပါသည်။မရောက်နိုင်ကနျူကလ িয়ার စွန့်ရန်ကောင်တဲ့ပေါ်ရေးအတွက်ဝန်ကြီး73ဦးပါအမျိုးသားကော်မတီဖွဲ့ဖွဲ့စည်းပြီးလောကနေသည့်ရန်ပွင့်ဝင်တဲ့ဗန္ဒာရေးအရင်းမြစ်များကိုရှာဖွေနေကြောင်းသိရပါသည်။မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စာကိုမရောက်နိုင်ကနျူကလ িয়ার စွန့်ရန်ကောင်တဲ့ပေါ်ရေးအတွက် ွင့်ကြီး73ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလူဝနေသည့်ရန်ပုံငွေနဲ့ဘာနာ၏အရင်းအမြစ်များကိုရှာဖွေရန်တတ်မှတ်လုပ်ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်နာအရာသိရှိရပါသည်မေယောင်လှိုင်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်သောအမျိုးသားဆင့်နျူကလ িয়ার စွမ်းအင်ကောင်တဲ့ဖော်၏ဥဆောင်ကော်မတီကိုဩဂုတ်လ15ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးရင်းကော်မတီတွင်ဝင်ကြီး73ဦးကိုအဖွဲ့ဝင်များဖြင့်တတ်မှတ်တောင်းဝန်ပေးထားကြောင်းသိရှိရပါသည်အဆိုပါနျူကလ িয়ার စွမ်းအင်ကော်မတီကမြန်မာနိုင်ငံတွင်နျူကလ িয়ার စွမ်းအင်စီစဉ်များစတင်နိုင်ရေးဦးစီးဆောင်ရွက်ခြင်း ယူရီးယားစွန့်ရဲစီစဉ်တဲ့အကောင်တဲ့ပေါ်ရာတွင်ဥဆောင်မှုပေးခြင်းနဲ့လိုအပ်သောညွှန်ကြားချက်လမ်းညွှန်ချက်များထုတ်ပြန်ခြင်းယူရီးယားစီမံကိန်းအကောင်တဲ့ပေါ်ဆောင်ရွက်ခြင်းနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုစောင့်ကြည့်စစ်ဆေးခြင်းနဲ့လမ်းညွှန်မှုပေးခြင်းယူရီးယားအခြေခံအဆောက်အုံဖွံ့ဖြိုးရေးအတွက်ရန်ကုန်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ယူရီးယားစီမံကိန်းအတွက်ဘာလုံငွေရရှိနိုင်ပြီးအရေးမြများရွေးချယ်သတ်မှတ်ရေးတို့ကိုဥဆောင်ခြင်းတို့ပါဝင်ကြောင်းတည်ရပါတယ်ထို့ပြင်မရောက်နိုင်ဥဆောင်သောနျူကလ িয়ার ကော်မတီကလုံအောင်ကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီး တိတ်ပါနဲ့နီးပညာဝန်ကြီးကိုဦးဆောင်ခိုင်းတာပါတယ်။2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံတွင်ရုရှားကမဂါဝတ်130အသေးစားနျူကလီးယားတပောင်းဖို့ကိုတိစောက်ရနဲ့အဆိုပါတပောင်းဖို့ကိုမဂါဝတ်330အထိ၄၀တိုးချက်ထုတ်လုပ်နိုင်ရင်နျူကလီးယားတပောင်းဖို့အဆင့်တိုးမြင့်နိုင်သွားရန်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်။နျူကလီးယားတပောင်းဖို့စီမံကိန်းအတွက်ရုရှားနဲ့မြန်မာနိုင်ငံနားလည်မှုစာချုပ်တော်သဘောတူညီချက်ကိုရုစတမ်ညွှန်ကြားမှုချုပ်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့နီးပြန်ဝင်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါဗျာ။ ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရင်းတဲ့လေပိုင်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံမှာစစ်အရာရှိများကိုပူးတဲ့တင်ကြားပြသပေးသွားမည်ဖြစ်ပြီးဆေယုစုကနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်မှုအဆင့်လိုက်ခြင်းစီအတွက်ဆေယုစုကရုရှားထံသို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရှိရပါသည်။မေအောင်လှိုင်းကြီးယခုနှစ်စက်တင်ဘာလရုရှားကြီးစင်တွင်မြန်မာနိုင်ငံတွင်အငြင်းစား၂၁အားပေးဆက်ယုံတိစောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার ခြေကားစောက်အုပ် လူစွာရင်းနေတာနဲ့အခြားလူဝတ်ဒီလုပ်ငန်းများကိုရုရှား tradition နိုင်ငံနဲ့ရုရှားသမ္မတကတတ်နိုင်တဲ့များဆက်လက်ကူညီပေးပါရန်မေအောင်နိုင်ကရုရှားဆွေအကိုမြစ်တာရက်ခံခဲ့ပါတယ်။ဖြူးမြုံနဲ့မကြီးကုန်းတောင်ရွာတို့ဘုံလာကျဲသည့်စစ်တပ်၏ gyrocopter ရဟရင်တစ်စင်းပြတ်ကျပြီးမောင်းနေသူစစ်သား၂ဦးသေဆုံးကြောင်းသိရပါတယ်။မကိုတိုင်းဖြူးမြုံနဲ့မကြီးကုန်းတောင်ရွာကိုဘုံလာကျဲသည့်စစ်တပ်၏ gyrocopter ရဟရင်တစ်စင်းပြတ်ကျပြီးမောင်းနေသူစစ်သား၂ဦးသေဆုံးခဲ့ကြောင်းဘုံရိုင်းစစ်ဌာန၏ထုတ်ပြန်ချက်နဲ့ ဒေသပြည်များပြောဆိုချက်အရသိရှိရပါတယ်။နိုဘာလ6ရက်နနက်7:55မိနစ်ခန့်တွင်ဖြူးမြုံနယ်မကြီးကုန်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်၏မုံမြုံအခြေစိုက်ခမာရ990တရင်က120မမလက်နက်ကြီးအသေးခံဒရုန်းများဖြင့်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့နောက်မွန်လွဲ7:30မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်၏ဂျိုင်ရိုကော့ပတာနှစ်စင်းသည်မကြီးကုန်းတောင်ရွာရှိနေအိမ်များကိုဘုံးနှလုံးထပ်မံကျဲချတိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုများအပြင် ကြီးတောင်ရွာသားအသက်55နှစ်အရွယ်ဦးမောင်ငယ်ဘိုက်ပွင့်ထွက်ဒဏ်ရာရရင်တေဆုံးခဲ့ပြီးနေ6လုံးပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ရင်းတို့ဘုံကျက်တက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်ဂျိုင်ရိုကော့ပတာတစ်စင်းသည်ဗလက်ခင်ရွာနဲ့ဒဂိုနိုင်ရွာကြားတွင်ပြတ်ကျခဲ့ပြီးမောင်းနေသူစစ်သား2ဦးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဖြူမြွေနယ်ဘက်ကိုဘုံလာကျဲပြီးအပြန်မှာဂျိုင်ရိုကော့ပတာတစ်စင်းကဗလက်ခင်ရွာနဲ့ဒဂိုနိုင်ရွာကြားမှာပြတ်ကျတာမောင်းနေလာတဲ့စစ်ခွေးနှစ်ကောင်တေဆုံးတယ်စစ်ခွေးတွေဘုံကျက်သွားတာနဲ့ပြည်သူတွေဦးတေဆုံးတယ်ဟုဒေသပြည်သူတွေကပြောဆိုပါတယ်။ ရန်ကုန်တမိုင်းလမ်းစုံတွင်ပြူစောတိနှင့်စစ်တပ်ကပြည်စားများအုံချ၍လူငယ်များကိုတွေးဆောင်ဖျားယောင်းကာစစ်မှုထမ်းဖြင့်ဖမ်းဆီးဝင်ညှဉ်မှုစစ်မှုမထမ်းလို့လည်းလူငယ်တအုပ်လည်း25သိန်းဖြင့်ရွေးကန်ကြောင်းသိရပါသည်။ဝန်ရင်းတွေလည်းလူငယ်10ဦးကိုစစ်တပ်ကပေါ်လာစေဖမ်းဆီးကြောင်းသိရှိရပါသည်။ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တမိုင်းလမ်းစုံတွင်ပြူစောတိနှင့်စစ်တပ်ကပြည်စားများအုံချ၍လူငယ်များကိုတွေးဆောင်ဖျားယောင်းပြီးစစ်မှုထမ်းဖြင့်ဖမ်းဆီးခြင်းနဲ့ဝင်းညှဉ်မှုများလှုပ်ဆောင်လာကြောင်းဖမ်းဆီးခံလိုက်ရသောလူငယ်တချို့၏ဆွေမျိုးများကပြောပါသည်။ ေဗီဒာမြို့နယ်အမှတ်15ရပ်ကွက်တွင်နေထိုင်သောအသက်19နှစ်အရွယ်လူငယ်တဦးကသူ၏တငယ်ချင်းနဲ့သုံးဦးနဲ့အတူနိုမာလာ9ရက်နေ့ညနေပိုင်းတစောင်းတိုင်းပွဲနဲ့ဇေယောင်ပွဲတော်ရောက်မိဟုဆိုကာထွက်သွားခဲ့ကြောင်းရင်းနောက်ည9:30မိနစ်အချိန်လူငယ်လက်ကင်ဖုန်းမှတဆင့်လုံခြုံရေးတာဝန်ရှိသူတဦးဆိုကာဖုန်းဖြင့်မိသားစုတန်းတို့ဆက်သွယ်လာသဖြင့်စစ်မှုထမ်းအဖြစ်စုဆောင်းမခံရလိုပါကလူငယ်တဦးနဲ့ငွေကျပ်25သိန်းဖြင့်လာရောက်ရေးယူခိုင်းကြောင်းတပိုင်းလာဆုံးကောင်းတဲ့ဓာတ်ပေါက်ရှိတွင် ပြည်သားလူသမီးတစုကဇေတသက်တတာဖြင့်ပျော်ပါနိုင်သည်ဟုဆိုကာလူငယ်များကိုခေါ်ဆောင်သွားပြီးနောက်စစ်မှုထမ်းဖြင့်ဖားစီခံရခြင်းဖြစ်သည်ဟုဖားစီကလူငယ်ကပြန်လည်ရှင်းပြလာကြောင်းသိရပါတယ်။ကောင်းတဲ့ဓာတ်ပေါက်ရှိသောမှာသူတို့လူငယ်တွေရှိပြီးသားပြန်ဖို့ကားဆောင်နေလို့ကောင်မလေးတွေကဇေတသက်တတာနဲ့ပျော်ပါလို့ရတယ်ဆိုပြီးခေါ်တော့သူတို့လိုက်သွားတာကားကလည်းသူတို့ရဲ့တက္ကစီကကားပေါ်ရောက်မှရွက်ကွယုံကိုခေါ်သွားပြီးစစ်မှုထမ်းဖြင့်ဆူဆောင်းနေဆိုပြီးဖားလိုက်တာ။ကေပင်းနဲ့ခွဲပြီးငွေလွှဲခိုင်းတယ်ငွေလွှဲပြီးတော့မှရွက်ကွယုံကလည်းပြန်သွားခေါ်လို့ရတယ်။ မယွေးနိုင်တဲ့သူနှစ်ဦးကတော့ဘေးအနောက်စစ်ကြောရေးရိတ်တာကိုပို့ခံလိုက်ရတယ်ဟုလွတ်မြောက်လာသောလူငယ်ဤဆွေမျိုးသားချင်းတူကရှင်းပြပါရတယ်။မရကုံမြို့နယ်တမိုင်းလန်းစုံကောင်းတဲ့ဓာတ်ပေါက်ဆိုင်ရာဤတွင်ပြည်ထစာအမျိုးသမီးများစွာနေရောညပါရှိနေပြီ။အဆိုပါပြည်ထစာများအနက်မှတချို့မှာစစ်တပ်အတွက်လူငယ်များရှာဝေဖမ်းဆီးမှုများလုပ်ဆောင်လာကြောင်းပြူစောထင်းတဲ့လူမတချို့ကတက္ကစီကားဖြင့်ဆောက်ဆိုင်ပြီးပြည်သူများသွေးဆောင်ဖျားယောင်ခေါ်ဆောင်လာသောလူငယ်များကိုရက်ွက်ရုံတို့တခါရဲခေါ်ဆောင်ကစစ်မှုထမ်းဖြင့်စုဆောင်ကြောင်းသိရှိရပါသည်။အလားတူမန္တလေးတိုင်း ဝန်ထမ်းမြုပ်နဲ့ကြည်ရွာ9ရောက်မှလူငယ်10ဦးကိုစစ်တပ်ကနေထဲသည့်ဝင်ရောက်စီးနှင်းပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Winnow မှတာဝန်ရှိသူတို့ကပြောပါတယ်။လူမလာ9ရက်နေ့ဝန်ထမ်းမြုပ်နဲ့ပင်တလဲမိထီလာလမ်းတစ်လျှောက်ရှိကျောင်းကုန်းရွာရွာသစ်ရွာတစ်ပလူကန်ကြည်ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်9ဦးကိုပေါ်လာဆွဲခဲ့ကြောင်းရင်းနောက်လူမလာ6ရက်နေ့အင်းရင်ကြည်ရွာမုံတော်ကြည်ရွာကိုထပ်မံစီးနှင်းပြီးလူငယ်3ဦးကိုပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ လူငယ်၁၀ဦးကိုအချမ်းပဲစစ်တပ်ကပေါ်လာဆွဲဖမ်းဆီးပြီးနောက်ငွေကြေးတက်နိုင်သောမိသားစုမှလူငယ်၁ဦးကိုငွေကြေး25သိန်းဖြင့်ပြန်ရွေးခဲ့ကြောင်းကျန်းလူငယ်၉ဦးစလုံးမှာပေးတယ်ရဲစခန်းဆက်လက်ဖမ်းဆီးခံရကြောင်းသိရှိရပါတယ်။အချမ်းပဲစစ်တပ်ကယခုနှစ်နိုဝင်ဘာလတွင်စစ်မှုထမ်းပတ်စင်စကုပ်ကိုဖွင့်လှစ်ပြီးဖြစ်ကြောင်းသိရပါတယ်။ကံကောင်းတဲ့ထီးလင်းမြုံနယ်ကိုစစ်တပ်ကလေကြောင်းပြန်လေးကြိမ်ဘုံကျဲတိုက်ခိုက်ကြောင်းသိရပါဗျ။မကွေတိုင်းကံကောင်းမြုံနယ်ထီးလင်းမြုံနယ်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းပြန်လေးကြိမ်ဘုံကျဲတိုက်ခိုက်ကြောင်းရော့အလင်းသားမှပြောပါဗျ။ နိုဘာလ6ရက်နေ့နနက်9:45မိနစ်ကဂံကောမြုံနယ်မြောက်ပိုင်းဟန်တာဝရီပြူရွာနဲ့ကျန်တာရွာကြားတနေရာကိုအချမ်းပဲစစ်ကောင်စီတရူးလေတက်မှတက်လာသောဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခဲ့ကြောင်းအလားတူဂျမန်နဲ့နိုဘာလ9ရက်10:28မိနစ်ကလည်းထီးလင်းမြုံနယ်အရှိတပုံညာတောင်တွင်းကနေရာကိုအချမ်းပဲစစ်ကောင်စီတက်ကဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခဲ့ကြောင်းသိရှိရပါသည်ဟန်တာဝရီရွာနဲ့ကျန်တာရွာကြားကိုကျဲချသွားတာဟန်တာဝရီကကံကောမြုံနယ်ကျန်တာရွာကကလေးမြုံနယ်တဲပါလား ဖုန်းလိုင်းတွေပြတ်နေလို့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုကတော့မသိရသေးဘူး။ထီးထဲမှာကျဲသွားတာကတော့ပုံညာတောင်နဲ့ခြားသွားတာဆိုတော့ထိခိုက်မှုကတော့မရှိပါဘူး။တော်တယ်မှာပဲကြာတာပါဟုရော့အလင်းသားမှပြောပါလေ။အချမ်းပဲစစ်တိုက်လေးချောင်းတက်ခိုက်မှုကြောင့်လက်တော်ထိခိုက်ပျက်စီးဆုံးရှုံးမှုကိုမသိရှိရသေးပဲဒေသပြည်သူများမှာထွက်ပြေးတိတ်ရှောင်နေရကြောင်းသိရပါတယ်။မြို့သားရဲစခန်းကဈေးထွက်ဝယ်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေပြစ်ခတ်ခံရကြောင်းသိရပါတယ်။မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားရဲစခန်းတဲကနေထွက်လာပြီး ဇီလာဝဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလုံပါက၄ရက်မနေ့ပိုင်းကခိုက်ခဲ့တယ်လို့ငဇုံအထူးတပ်ဖွဲ့ Special Task Force အစုံကနေတီးရပါတယ်။ဒဇာမုန်းနောက်ပြည့်လုံပါက၄ရက်မနေ့စစ်တပ်နိုင်ဝင်ချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးဇေဝယ်ပြီးပြန်မှာစောင့်ကြိုတိုက်ခိုက်တာဖြစ်ပါတယ်။အဲဒီကလပ်ပြင်းနေဖြစ်တော့ဈေးပိတ်တယ်။လူသားလူလာတွေတော့ရှိတယ်။ပြစ်ခတ်တာတွေကြတော့အပြင်မထွက်ရဲကြတော့ဘူးလို့မြို့သားဈေးလီနေထိုင်သူကပြောပါတယ်။ဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးနဲ့နှစ်ဦးမှာနေရာတင်တည်ဆုံသွားတယ်လို့တီးရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ10ရက်ကလည်းမြို့သားဈေးတောင်ကလုံခြုံရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခဲ့တာရှိပါတယ်။